ဆိုင်ဆရာကဘာပြောသွားလဲဆိုရင် လူတွေဟာတဲ့စင်းရတဲ့အကြောင်းရင်းလူလတ်တန်းစားဘဝကနေမတက်ရတဲ့အကြောင်းရင်းကသူတို့ရဲ့ဘဝကိုလွှမ်းမိုးထားတဲ့အရာနှစ်ခုရှိတယ်တဲ့ဟုတ်ကဲ့ပါဆရာအဲ့ဒီလွှမ်းမိုးထားတဲ့အရာနှစ်ခုကဆရာဘာတွေပါလဲရှင်ဆိုင်ဆရာဘာပြောခဲ့လဲဆိုရင်အကြောက်တရားနဲ့လောဘကအဲ့ဒီလူတွေကိုလွှမ်းမိုးထားတယ်တဲ့ဟုတ်ကဲ့ပါရှင်ဘယ်လိုအကြောက်တရားလဲတဲ့မသေးကြတာနဲ့ဆုံးရှုံးမှာကိုကြောက်ကြတယ်တဲ့ဘယ်လိုဆုံးရှုံးမှာလဲ ကိုလုံနေတဲ့အလုပ်ကနေထွက်လိုက်ပြီးတော့စွန့်စားပြီးတော့စီဝါရေးလုံရင်ဆုံးရှုံးသွားရင်ဘယ်လိုလုံးမလဲငါဒီမှာလုံးလုံးနေတဲ့လားကလေးရနေတာအဆင်ပြေနေရသားနဲ့ဆိုတော့အဲ့ဒီဆုံးရှုံးမအောင်ကြောက်ကြတယ်တဲ့ဒါကြောင့်မလို့ဆုံးရှုံးမအောင်ကြောက်တဲ့အတွက်ကြောင့်စွန့်ငွေလေးရလာရင်တော့မှရင်းနှီးဖို့လည်းကြောက်ကြတယ်ဟုတ်ကဲ့ပါဆရာကုဒါဆရာပြောသလိုပေါ့ပကြီကားလေးဝင်လိုက်ပါလို့ပြောရမယ်ဒီပကြီကားကြီးကစားလို့လည်းမရပြန်ရောင်းလို့ရှိရင် ဟုတ်လားပတ်စံတော့ပြန်ရပါမလားဆိုဆုံးရှုံးပါဦးကြောက်ကြတယ်မစွန့်စားရဲဘူးပေါ့အဲ့ဒီခါကျတော့ဘာလုပ်လဲရှိတဲ့ပတ်စံလေးကိုကြစ်ကြစ်ပအောင်ဗန်ထဲမှာပဲစုကြတယ်နော်နီးပညာအစ်တွေကိုသင်ရမှာကိုကြောက်ကြတယ်ကြောက်တာနော်ဘဝမှာမစွန့်စားပဲတက်တောင်တက်တာနဲ့ပဲလာကလေးရနေတာကိုကြိုက်တယ်တဲ့စွန့်စားရမှာကိုကြောက်တယ်ဒါကတော့စင်ရတဲ့လူတွေ လူလာတန်းစားတယ်ဒီလိုပြောသွားပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခါကျတော့လောဘတဲ့ဟုတ်ကဲ့ပါဆရာအဲ့ဒီလောဘကလည်းကြောက်စရာကောင်းတယ်နော်ဟုတ်ကဲ့ပါဆရာကိုကဝေရဖို့အတွက်ငွေဦးတော့လိုချင်တာမှန်တယ်ဒါပေမဲ့လို့လည်းပဲနီးမှန်ကမ်းမှန်မစင်းစားပဲနဲ့လောဘနောက်ကိုလိုက်ကြတယ်လောဘတက်လာတဲ့အခါမှာလောဘရဲ့နောက်မှာမောဟလိုက်လာပါတယ်ဟုတ်ကဲ့ပါဆရာမောဟဆိုတာအမှားအမှန်ကိုမသိတာခွဲခြားပြီးမသိတာဟုတ် ဲ့တော့ငွေကိုအချင်းတူလို့ ਨੇ လိုချင်လိုချင်ကြတယ်အဲ့ဒီခါမှာအလိန်ခံရတာပဲဟုတ်ကဲ့ပါဆရာဆရာရဲ့တပည့်တွေထဲမှာတော့မပညာတက်ပြီးတော့အလိန်ခံရတဲ့လူတွေရှိတယ်တမီးအဲ့ဒါကလောဘကြောင့်မဟုတ်လားလောဘပဲတမီးလောဘပဲနော်အကျွေးရရင်ယူလိုက်ကြတယ်ဒါမှလို့လည်းပဲတချို့လည်းဘန်ကနေအကျွေးယူကြတယ်ဟုတ်ကဲ့ပါဆရာပြန်မဆက်နိုင်ဘူး အကျွေးကိုပြန်မဆပ်နိုင်ဘာဖြစ်မလဲနာမည်ပြက်ပြီနာမည်ပြက်ပြီဆိုတာ ਨੇ ဘဝတစ်ခုလုံးဘာဖြစ်ပြီလဲဆုံးရှုံးသွားပြီဟုတ်ဒါကြောင့်မလို့လောဘကိုထိန်းနိုင်မှုလိုတယ်လို့ဆရာကြီးကပြောသွားပါတယ်ဟုတ်ကဲ့ပါဆရာဒါပြင်လောဘကိုဘယ်လိုထိန်းမလဲလောဘထိန်းဖို့ကတော့အသိပညာလိုတယ်ဟုတ်ကဲ့ပါဆရာခုနဆရာပြောတဲ့ငွေချေးအသိပညာလိုတယ်ဟုတ်ကဲ့ငွေချေးအသိပညာရှိလို့ရှိရင်မင်းတလောက် ရင်းရင်ဒီလောက်ရမယ်กว่าဆိုတာဟုတ်တလားမဟုတ်လားကိုကတွေးတတ်ရမယ်တွက်တတ်ရမယ်အဲ့ဒီငွေကြေးအသိပညာရှိဖို့လိုတယ်အသိပညာမရှိရင်တော့လောဘကြောင့်အမားတွေလုံးမိနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့စာရေးဆရာကြီးကပြောသွားတာကတော့လောဘတွေရှော့နိုင်မှုအတွက်အကြောက်တရားတွေရှော့နိုင်မှုအတွက်မိမိကိုမိမိရင်းနှီးမြှုပ်နှံမှာလို့ပြောသွားပါတယ်ဟုတ်ကဲ့ပါဆရာတတ်ပညာတွေသင်ပါခုခေတ်မှာ အတတ်ပညာအသိပညာတွေခုနပြောတဲ့ငွေကြေးပညာတွေ YouTube ကနေဆရာတို့တင်လို့ရပါတယ် online မှာတင်လို့ရပါတယ်ဆရာတို့က digital kit ကို ရောက်နေပါပြီအခုဆိုလို့ရှိရင် AI ကိုသုံးထားတဲ့ဟာလား Chat GPT လို့ခေါ်တာပေါ့နော်ဟုတ်ကဲ့ပါ Chat GPT ဆိုတာတခြားမဟုတ်ပါဘူးကိုကမေးခွန်းနေမေးရင် तू ကဖြေပေးတယ်ကိုသိချင်တာတွေကိုမေးလို့ရတယ်တင်လို့ရတယ်သိကောင်းတာပဲဗမာလိုလဲအခုမေးလို့ရနေပြီဒီနေရာမှာဒီအသိပညာတွေကိုဆရာတို့သင်ပါ